သမျှအားလုံးပဲမင်္ဂလာပါရှင်။ ရန်ကုန်မြို့ရင်းမှာကျင်းပပြုလုပ်လျက်ရှိတဲ့ပွဲခန္ဓာတွေကိုအစင်မပြတ်အမြဲတမ်းရိုက်ကူးတင်ဆက်ပေးနေတဲ့ရန်ကုန်မြို့ဝင်းတဲ့အစီအစဉ်ကိုတင်ဆက်ပြသတော့မှာဖြစ်ပါတယ်။ကျမတို့ရဲ့နိုင်ငံကြီးခင်မီဖွံ့ဖြိုးတိုးတက်လာတဲ့အများနိုင်ငံတကာမှာရှိတဲ့တက္ကသိုလ်တွေမှာသွားရောက်ပြီးတော့ပညာသင်ကြားကြတဲ့ကျောင်းသားကျောင်းသူတွေလည်းများပြားလို့နေပါတယ်။အဲဒီလိုမျိုးနိုင်ငံတကာမှာသွားရောက်ပြီးတော့ပညာသင်ကြားခြင်းကြတဲ့ကျောင်းသားကျောင်းသူတွေအတွက် MSI ကနေပြီးတော့ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုအမြဲတမ်းကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနေ့မှာဆိုလို့ရှိရင်လည်း Westbar University နဲ့ Myanmar Search International နဲ့ MSI အ Education Consultancy Service Company Limited တို့ကနေပြီးတော့ပူးပေါင်းကျင်းပတဲ့ Westbar University ရဲ့50ရာခိုင်နှုန်းပညာသင်စုပေးဝက်အခမ်းအနားကိုတော့ဆုလေရှန်ဂရီလာပင်ရခမ်းမောက်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပြည်သက်များကလည်းဒီနေ့အခမ်းအနားမှာပါဝင်တဲ့အကြောင်းအရာအပြည့်အစုံကိုသိရှိရအောင်လို့ဆက်လက်ပြီးတော့ရိုက်ကူးတင်ဆက်ပေးခြင်းပါတယ်ရှင်။အားပေးကြည့်ရှုကြပါရှင်။ ိသတ်များရှင် MS ဆိုင်ပညာရေးဝန်ဆောင်မှုမှကျင်းပတဲ့အခမ်းအနားစာမှာတော့ MS ဆိုင်ရဲ့ပညာသင်စုပေးရပွဲသူကြွားရောက်လာကြတဲ့ចောင်းသားများနဲ့ចောင်းသားမိဘများအတွက်ပပဦးတင်အောင်ဆိုမှအမှားစကားပြောကြားခြင်းနဲ့စတင်ခဲ့ပါတယ် Sons and daughters and the parents and the media all present here very lucky to have such conscious ဘဘဦးတင်အောင်စိုးရဲ့ပြောကြားမှုအပြီးမှာတော့ MSI ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်များအကြောင်းကို Managing Director ဒေါ်စုစုလိုင်းမှထပ်မံရှင်းလင်းပြောပြခဲ့ပြီးဒေါ်စုစုလိုင်းမှလည်းမေးမြန်းမှုကိုအခုလိုမျိုးဖြေကြားပေးခဲ့ပါတယ်အမမင်္ဂလာပါရှင်မင်္ဂလာပါဒီမှာဆိုရင်မတော် MSI နဲ့ဒီ Westbar University ရဲ့ပူးပေါင်းပြီးရပြုလုပ်တဲ့အခမ်းအနားရဲ့အဓိကရည်ရွယ်ချက်ကိုသိပြရစီရှင့် ဟုတ်ကဲ့အဓိကအမတို့ရွေတာပေါ့နော်စာရွေတာကကြတော့အမတို့မြန်မာ search international msi နိုင်ငံခြားပညာရေးဝန်ဆောင်မှုနဲ့အာထိုင်းနိုင်ငံမှာရှိတဲ့ American Webster University ကိုပူးပေါင်းပြီးတော့ပညာသင်ဆုတွေပေးနေတယ်ဆိုတာကိုဒီပွဲလေးကနေပေါ့နော်အတဆင့်အားလုံးသိသွားစေချင်တဲ့ရည်ရွယ်ချက်ရှိပါတယ်2015 15မှာကိုပဲ အာចောင်းသားတွေအားလုံးပေါင်း60ကျော်90ဝန်းကျင်ရှိပါပြီဆိုတော့အဲ့ចောင်းသားတွေအားလုံးကိုလည်းမတို့အမဆိုင်ကနေပြီးပညာသင်စုတွေလျှောက်ပေးနေပါတယ် Webster University ကပေးတဲ့ပညာသင်စုဟာ30ရာခိုင်နှုန်း40ရာခိုင်နှုန်း50ရာခိုင်နှုန်းမှာလူဦးရေကတော့ပညာသင်စုလျှောက်ထားလို့ရလူဦးရေကကန့်သက်ချက်လုံးဝမရှိပါဘူးအဲ့တော့ဒီပညာသင်စုကိုရှောက်မယ်ဆိုလို့ရှိရင်တော့အမတို့အမတ်ဆိုင်ကိုဆက်သွဲပါအမှတ်1 3 4ရွှေဘုံသာအလယ်လန်းဒုတိယထက်ညာဘက်ခန်းမှာဖုန်းနံပါတ်ကတော့0 tông xị cô cô trẻ ngá, nè ngá tông nhá cô nè cô, tông nhá cô 9133939ကိုဆက်သွယ်ဆုံဆန်းမေးမြန်းနိုင်ပါတယ်။ပညာသင်စုနဲ့ဘာသာရပ်ကိန်းနှုတ်ခွင့်တွေပညာသင်နှစ်ကိန်းနှုတ်ခွင့်တွေကိုလည်းမတော် MSN ဘက်ကရှောက်ပေးတယ်။နောက်နိုင်ငံခြားသွားတဲ့အခါမှာလည်းစစ်စစ်တဲ့အခါမှာလည်းပေါ့နော်အခက်အခဲမရှိအောင်တကယ့်ကို ISO လက်မှတ်ရတဲ့ Medical Center ရဲ့မတော်ချိတ်ဆက်ပေးထားတယ်။နောက်မိဘတွေပေါ့နော်မိဘတွေကလည်းကိုယ်သားသမီးနဲ့အတူလိုက်ပြီးတော့နိုင်ငံခြားကိုပို့ပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းအလက်ပတ် Visa တွေရအောင်ဟိုမှာနေဖို့ထိုင်ဖို့အားစဆဆရအားလုံးပေါ့နော်ဟို ခက်အခဲမရှိအောင်မတို့ဘက်ကနေပြီးတော့ one stop quality services နဲ့မတို့အားလုံးကိုကူညီပေးနေပါတယ်ဆောင်ရွက်ပေးနေပါတယ်။ចောင်းသားတွေဒီ academic result ကတော့ကောင်းပါမယ်။ဒါဆိုလို့ရှိရင်အကြောင်းမျိုးမျိုးကြောင့်အားနည်းခဲ့တဲ့ကလေးတွေလည်းရှိတယ်။အဲ့လိုကလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းစိတ်ပူစရာမလိုပါဘူး။သူနဲ့တင့်ရတင့်ရပေါ့နော်။တင့်ရတင့်ရလေးတွေကိုမတို့ဘက်ကနေပြီးတော့စ조사ပေးနေပါတယ်လို့ ဟုတ်ကဲ့ပါရှင်အမားတို့ရဲ့ဒီ MS ဆိုင်ပညာရေးဝင်ဆောင်မှုကနေပြီးတော့ပါเนาะဒီထူးခြားကောင်းမွန်ပြီးတော့ဒီအရန်တော်တဲ့ကျောင်းသားကျောင်းသူများစွာအမွေထုတ်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။မှာကျေးဇူးများကြီးတင်ပါတယ်ရှင်။ဟုတ်ကဲ့အမားတို့ MS ဆိုင်ကလည်းဒီစုကိုနဲ့ပြည့်ဖို့ပေါ့နော်ဒီစုနဲ့ပြည့်ဖို့ကိုအမားတို့ MS ဆိုင်ဘက်ကနေပြီးတော့လည်းစူးစမ်းနေပါတယ်။အခုလို MDP4 အဖွဲ့သားများကအားလုံးက MS ဆိုင်ကိုဒီစုပေးတဲ့အတွက်မကလည်း MS ဆိုင်ရဲ့ကိုးစား MDP4 အဖွဲ့သားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ မေရိကန်ဝက်စတာတက္ကသိုလ်ရဲ့ပညာသင်ဆုဆွေးနွေးပွဲကိုတော့အမေရိကန်ပညာရေးနဲ့ပညာသင်ဆုများအကြောင်းဆွေးနွေးခဲ့ပြီးအမေရိကန်တက္ကသိုလ်တက်ရမှာတခြားဖောင်ဒေးရှင်းတန်းနဲ့ SAT များထပ်မံတက်ရောက်ရန်မလိုဘဲနဲ့အ ਨੇ စုံဆယ်တန်းအောင်မြင်သူများ INGCSE အောင်မြင်သူများအမေရိကန်တက္ကသိုလ်သူဓာတ်ရိုက်တက်ရောက်နိုင်မှာဖြစ်ပြီးအင်္ဂလိပ်စာအရေးချင်းနဲ့ IELTS 7.0ဒါမှမဟုတ် TOEFL 950ကိုဝယ်ဒီဂရီတန်းမှာရှောက်ထားမှုအတွက်လိုအပ်ကြောင်းသိရပါတယ်။ဝယ်လို့ Master တန်းအတွက်ကတော့ IELTS 7.5ဒါမှမဟုတ် TOEFL 995လိုအပ်ကြောင်းနဲ့အချက်အလက်တွေမပြည့်မီပါက Western တက္ကသိုလ် TOEFL test ကိုတော့ MSI မှာတက်ဆင့်ထိဆိုနိုင်ကြောင်း Western တက္ကသိုလ်မှာ Miss Jaswani မှအတိအမြင်ပြောကြားပေးခဲ့ပါတယ်။ Miss Jaswani ရဲ့ဖြည့်ချမှုကိုလည်းအခုလိုကြားသိခွင့်ရခဲ့ပါတယ်။ Uh, my name is Jaswani Rana. I'm the International Enrollment Manager at Webster University Tallinn. Now, talking about Webster University, Webster University is actually the only American university in Tallinn accredited both in Tallinn as well as in US. The courses that we provide here is business and technology. Also, we have media, we also have arts and science, then also a computer science subjects uh, undergraduate uh, we have uh, mba uh, we have international relations and also ma in media communications ကဲ Webster University ရဆိုလို့ရှိရင်ပေါ့နော်အခုဒီ1915ခုနှစ်မှာစပြီးတော့တည်ထောင်ခဲ့တယ်ပြီးတော့သူကဒီ Thailand မှာရှိတဲ့ America Campus ပေါ့နော်ပထမဆုံး America Campus ဖြစ်တယ်ဒီ Thailand မှာ main campus နေနဲ့ဖွင့်ခဲ့ရပေါ့နော်သူကဒီ undergraduate နေနဲ့ဆိုလို့ရှိရင်ဒီ business spine နေပြီးတော့ arts spine animation spine ပေါ့နော် computer science spine နေဒီ major နဲ့သင်ပြီးတော့ graduate uh, graduate ပေါ့နော် MBA နဲ့ဆိုလို့ရှိရင် MBA ရှိရပြီးတဲ့အခါမှာ MA in international relations ပေါ့နော်ဟုတ်ကဲ့အဲ့လိုဘာသာရပ်တည်ညားပေးပါတယ် Now, talking about the scholarships, uh, Webster University St. Louis, which is our main campus, was established in 1915. So, in 2015, which actually makes us 100 year old campus, so this year we are giving out a lot of scholarship, uh, which is up to 50% for undergraduate and up to 40% for graduate students. Uh, for this, you can apply through MSI. Uh, they will help you out in each and every admission process as well as scholarship process and uh, depending on your academic excellence you'll be granted scholarship ကဲဒီဝက်စတာတက်ကတူပါဆိုလို့ရှိရင်အမေရိကန်မှာဆိုလို့ရှိရင်စိန့်လူးဝစ်မြို့မှာရှိရပါတော့။သူက1935ရဲ့နေပြီးတော့စပြီးတော့ဒီထောင်ခဲ့တဲ့အကြောင်းမဟုတ်လို့အခု2015ဆိုလို့ရှိရင်နှစ်ပေါင်း100ပြည့်ပြီ။ပြီးတော့လည်းဒီအကယ်ဘီဒီဝက်စတာယူနီဘာစီတီကဆိုလို့ရှိရင် scholarship တွေအနေနဲ့ဆိုလို့ရှိရင် undergraduate ဆိုလို့ရှိရင်လည်း90ရာခိုင်နှုန်းပေးတယ်။ ဲ graduate ဘိုင်းနေဆိုလို့ရှိရင်လည်း40ရာခိုင်နှုန်းပေးရပေါ့နော်အဲ့ဒီဟာအတွက်ကိုညီမတို့ဒီ MSI မှာလာပြီးတော့ရှောက်ထားလို့ရတယ်အမတို့ဒီ admission process အနေနဲ့ပေါ့နော် MSI အနေပါအားလုံးလူတွေသိမရှိအောင် application form တင်တာအစနောက်ပိုင်းစာရွက်စာရွက်အနေလင်လက်မှတ်တွေပါတွေကဝယ်တာအစပေါ့နော်အကုန်လုံးအစအဆုံးကျောင်းသားတွေအတွက်ကောမိဘတွေအတွက်ပါအားလုံးဝန်ဆောင်မှုအပြည့်ပေးပါတယ်ပြီးတော့အမတို့ဒီ MSI ရဆိုလို့ရှိရင်ပေါ့နော်ဒီ Webster University ရဲ့50% scholarship ပထမဆုံးရရတဲ့ representative အနေနဲ့ပေါ့နော်ဟုတ်ကဲ့အဲ့လိုနေရှိနေပါတယ် ညာအတွက်ဘွဲ့ဒီဂရီတန်း60ရာခိုင်နှုန်းနဲ့ MBA 30ရာခိုင်နှုန်းပညာသင်ဆုဆွေးနွေးပေးရပွဲပြုလုပ်ပေးတဲ့အတွက်လည်းကျောင်းသားကျောင်းသူတွေအတွက်ပညာသင်ဆုပမာဏအကျိုးခံစားခွင့်များစွာရရှိနိုင်မှာပဲဖြစ်ပါတယ်။ကျောင်းသားတို့နဲ့ကျောင်းသားမိဘတို့ကလည်းရရှိခွင့်နဲ့အကျိုးခံစားမှုတွေအကြောင်းကိုအခုလိုဖြည့်ကြားပေးခဲ့ပါတယ်။မိတ်ဆွေတွေရဲ့တာသမီတွေကတော့အဲ့မှာတက်နာငကိုတွေက သိပါတယ်ခင်ဗျာတား10ရန်ချင်းမှာတား10ရန်အောင်သွားတဲ့ခါကျတော့ဟိုစုံစမ်းရင်းနဲ့ဒီကွန်ပျူတာဂျာနယ်တွေထဲမှာလည်းတွေ့ပါတယ်ခင်ဗျာတွေ့တော့ဟိုတဖြည်းဖြည်းထပ်စုံစမ်းရင်းနဲ့ MSI ဟို agency နဲ့လည်းထပ်တွေ့တဲ့ခါမှာဟို PP ဆိုင်အသိမှတ်ပြု American တက်ကတူကြီးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကျွန်တော်တို့ဒီဟာဟို ဆက်တွေ့ဖို့အကြောင်းတက်ဖို့ဆုံးဖြတ်တာပါခင်ဗျာ။ចောင်းသားမိဘတွေလည်းကျွန်တော်တို့ကိုချင်းစားပါတယ်။ចောင်းသားမိဘတွေလည်းဟိုကုံကြစိတ်တက်တက်တာတာနဲ့နော်ဒီပွဲရတဲ့အခါမှာလည်းလောက်ကန်နေလွယ်လွယ်ကူလုံနိုင်တဲ့ဟိုဒီ strong ဖြစ်တဲ့ပွဲမျိုးရတဲ့တက္ကသိုလ်ကြီးတွေကနေပြီးတော့ပညာတွေသင်ယူလာနိုင်ပြီးတော့ဟိုကလေးတွေရဲ့ကျမ်းမာရေးနော်ပညာရေးလူမှုရေးတွေကိုစောင့်ရှောက်နေနီနီနန်းနတ်တွေအရှိတောင်အာရှတွေမှာရှိတဲ့နိုင်ငံတွေထဲမှာလာဖွင့်တဲ့အကြောင်းမျိုးရွေးနိုင်ရင်တော့ဈေးစကားရောအချိန်ကုန်ရောတက်တာပြီးတော့ ကြောင်းပြီးတဲ့အခါလောက်ကန်နေလဲသူတို့ကောင်းကောင်းရနိုင်မယ်လို့ဟိုအဲ့ဒါလေးတွေကိုကြည့်ပြီးတော့စဉ်းစားစေချင်တယ်လို့ထင်ပါတယ်ခင်ဗျဟုတ်မင်္ဂလာပါမင်္ဂလာပါမောင်လေးနာမည်မိတ်ဆက်ပေးပါအောင်ရှင့်ကျွန်တော်နာမည်တာအောင်ပါ မော်လင်းနယ်ကူလိုမျိုး MSI နဲ့ပေါ့နော်ဒီ MSI နဲ့အတူတူပူးပေါင်းပြီးတော့လုပ်တဲ့ Westbar University မှာတက်ရောက်ဖို့အတွက်စီစဉ်ပြခဲ့ပုံသိချင်ပါတယ်ရှင့်ဟုတ်ပထမဦးဆုံးတော့ Westbar University မှာတက်ဖို့အစီအစဉ်တော့ရှိရပါရခင်ဗျာနောက်ပြီးတော့ internet channel အနေနဲ့ပြီးတော့ MSI အကြောင်းစုံစမ်းပြီးအားနေစပြီးတော့ MSI မှာအဲ website university တက်ဖို့အစီအစဉ်ဖြစ်သွားပါအဓိကအဲ major အနေနဲ့ဟို business administration ကိုယူဖို့စီစဉ်တာ by website မှာဟုတ်အဲ website university နေဖွဲ့ရပြီဆိုရင်တော့ကျွန်တော်အဲ့နိုင်ငံခြား company တခုမှာအလုပ်အလုပ်သက်အရင်ယူပြီးတော့အဲ့နိုင်ငံခြား company တခုရဲ့ department တနေရာမှာအဲ့ဖွဲ့နဲ့ kait ညီတဲ့အလုပ်ကိုပြန်လုပ်မယ်စီစဉ်တာပါတယ်ဟုတ် အဲဒီကိုနိုင်ငံနဲ့လည်းမဝေးမဲ့နေရာမိဘရဲ့လည်းပြန်ပြီးတော့ဟိုအုပ်ထိန်နိုင်မဲ့နေရာမျိုးကိုအတွက်ဟိုဘွဲလည်းအဲအလောင်းအလို့အတွက်ဘွဲအခြေအနေလည်းကောင်းမဲ့နေရာမျိုးကြောင်းမှာတက်စီချင်ပါလို့ကြံပြချင်ပါဟောမုံလင်းနေတဲ့အကောင်းဆုံးတက္ကသိုလ်မှာတက်ပြီးတော့ပညာရေးအများကြီးသင်ယူနိုင်ပါစေလို့ဆုတောင်းပေးပါရစေဖြစ် जा ပြီးရတော့လည်းကျေးဇူးထူးပဲတင်ရှိပါရစေဟုတ်ပြည့်စုံနဲ့လည်းပြေးပါစေခင်ဗျာပရိသတ်များရှင်နိုင်ငံတကာပညာရေးလောကရင်သာမကပဲမြမပညာရေးလောကမှာပါရေးပန်းစားနေတဲ့ MBA အတွက် ထိုင်းနိုင်ငံရှိအမေရိကန်ကျောင်းခွဲဖြစ်တဲ့ Webster တက္ကသိုလ်မှာတက်ရောက်နိုင်စေဖို့စီစဉ်ပြုလုပ်ပေးနေတယ်။အမတ်ဆိုင်ရဲ့နိုင်ငံခြားပညာရေးဝန်ဆောင်မှုအခမ်းအနားကိုရပ်နှားခြင်းပါတယ်။အပိတရှိနေကြတဲ့ပြည်သူများကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။ကျေးဇူးအပြည့်ကြရတဲ့ပရိသတ်များကလည်းမင်္ဂလာရှိတဲ့နေ့ရက်များကိုပန်ဆိုင်နိုင်ကြပါစေရှင်။